ိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ Data Analytics Channel ကနေအားလုံးကိုပြန်လည်ជួសជុលလိုက်ပါတယ်ဒီနေ့မှာတော့အထက်ကြီးကနေစားရမယ့်မြန်မာကွန်ဆောင် Fidelity Twin Link ရဲ့အကြောင်းကိုပြောချင်တာဖြစ်ပါတယ်ခင်ဗျာမနက်ပြန်ညပိုင်းမှာဆိုကျွန်တော်တို့နေမြန်မာကွန်ဆောင် Fighter Twin Link ထက်ရဲ့ပွဲကိုကြည့်ရှုကြရတော့မှာဖြစ်ပါတယ် Twin Link ထက်ထိုင်းနိုင်ငံရဲ့ Fighter Sammy နဲ့ရင်ဆိုင်ထိုးသက်သွားမှာပါ ဖမ်မီဆိုတာဝမ်ချမ်ပီယံရှစ်မှာတကယ်ကိုဆွမ်းဆောင်နေကောင်းနေချပြတ်ထားနေတဲ့ပြည်ယုတ်ဖိုက်တာတယောက်ဖြစ်ပါရင်မွေထိုင်းရဲ့ကန်ဝမ်ဖိုက်တာတဦးလို့ပြောတဲ့မှားမနေပြန်ပါဘူးသွေးလင်းတာဒီဒီချိန်မှာဆမ်မီဆိုတဲ့ဖိုက်တာကျန်တဲ့ရင်ဆိုင်ထိုးတက်ရမှာပါဆမ်မီကမွေထိုင်းပွဲပေါင်း400ကျော်ထိုးတက်ထားတဲ့ဝိုင်းဖိုက်တာကြီးတယောက်ဖြစ်ပါတယ် ကိုလင်တန်နဲ့ဆမ်မီတို့ရဲ့ပွဲကို1 championship ကမနေ့ပြညမှာချင်းပတ်မဲ့1 free 5 1 2 6ပြန်ပေါ်မှာထည့်သွင်းထားပါတယ်။မနေ့ပြညမှာဆိုရင် twin တဲ့ရဲ့ပွဲစဉ်ကိုကျွန်တော်တို့ပြည်မှာပြည်သက်တွေနေနဲ့ရင်းသက်ရှုံဖို့ပဲစောင့်ကြည့်အားပေးကြရတော့မှာပါ။ အကရေဒီပွဲစဉ်မှာသာသွေးလင်းထက်အနေနဲ့နိုင်မွဲပုံပေါ်နိုင်ငံရေးဝမ်းချမ်းမြေရှိကချင်းမြင့်နဲ့ဒေါ်လာတသိန်းနဲ့စာချုပ်ပြုကိုထိုက်လိုက်တဲ့နယ်နဲ့စုကူးနိုင်မှာဖြစ်ပါတယ်။ဒါပြင်ချန်ပီယံစင်ကောကွင်းလမ်းကြောင်းစီကိုလည်းတဖြည်းဖြည်းနဲ့ရောက်ရှိသွားဖို့ရာခိုင်နှုန်းတော်လေးများလို့နေပါတယ်။ဒါကြောင့်မလို့သွေးလင်းထက်အတွက်ဒီပွဲကတကယ်ကိုအရေးကြီးတဲ့ပွဲဖြစ်မည်ယူဆမိပါတယ်ခင်ဗျာ။သွေးလွှင့်တဲ့အနေနဲ့ကိုဒီပွဲမှာဘယ်လိုဒီပြင်ဆင်ထားမလဲဆိုတာစောင့်ကြည့်ရပါပါ။ယခုအချိန်မှာတော့ဆစ်ဆစ်ဝိတ်ချိန်ပြီးပြုတ်လောက်ပြီးသွားပြီဖြစ်ပါတယ်။ ဆန်မီကတော့ weight down ဝင်အောင်လှုပ်ဆောင်နိုင်ခြင်းမရှိခဲ့ပါဘူးမြန်မာကုံဆောင် fighter လေးကတော့ weight down ဝင်အောင်လှုပ်ဆောင်နိုင်ခြင်းရှိခဲ့ပါတယ်ဒါကြောင့်မလို့ဆန်မီရရှိလာတဲ့ထိုးကြီးတွေကသွင်းလင်းတက်ကိုခွဲဝေပြီးမှပွဲထိုးတက်ရမှာဖြစ်ပါတယ်မြန်မာကုန်ဆောင် fighter လေးကတော့လက်ရှိချိန်မှာအကောင်းဆုံးဆွမ်းဆောင်ရည်ချပြဖို့အစဉ်အမြဲဖြစ်နေပါပြီ။အနောက်ပြည်ညာဘက်မှာဘလို့အခင်းကြီးနေဖြောင်းတဲဆောင်လာမလဲဆိုတာစောင့်ကြည့်သွားကြရမှာဖြစ်ပါတယ်။စံမေကလည်းဒီပွဲမှာအနိုင်ရဖို့အတွက်အသေးအံကိုလေ့ကျင့်ပြင်ဆင်နေတာဖြစ်ပါတယ်။ ။ဒူလင်တက်ကလည်းထိုင်းမှနေချင်းနေတာတော်တော်လေးကိုကြာနေပြီဖြစ်ပါတယ်။ဒီပွဲတဲ့ Fighter ညလုံးကစွန်းဆောင်ရဲ့အကောင်းဆုံးနေချပြနိုင်မှုတသိချလေးချင်းပြင်ဆင်နေကြပါတယ်။ဘလို့ခင်းချင်းနေဖြစ်လာမလဲဆိုတော့မလည်းပြညာပိုင်းမှာစောင့်ကြည့်လိုက်ကြရအောင်ပါခင်ဗျာ။ထိုင်းပြည်သက်တော်တော်များများကတော့ဒီပွဲမှာဒူလင်တက်ကပဲနိုင်ဝဲပုံဖော်သွားနိုင်မယ်လို့ထင်မြင်ယူဆနေကြပါတယ်။ဒီတိုင်းပဲဘူဂီဒန်နီကလည်းအခုလိုမျိုးပဲခြေဖွင့်ထားပါတယ်။သွေးလင်းထက်က1.7အထက်ခြေပေးထားပြီးဆမ်မီကတော့2.2နဲ့အောက်ခြေပေးထားပါတယ်။ ်ပိုကီဒီကတော့ဒီဘောမှာသွေးလင်းထက်ကနိုင်ရဖို့ရာခိုင်နှုန်းများတယ်ဆိုပြီးသတ်မှတ်နေကြတာပါသွေးလင်းထက်အနေနဲ့ပိုကီတိုင်းနေနဲ့ time play သက်တွေမှန်တော့သလိုမျိုးနိုင်မပုံဖော်နိုင်မလားဆိုတော့စောင့်ကြည့်ရမှာပါညမှာပိတ်သက်တော်တော်များများလဲလက်ရှိချိန်မှာကလေးကရင်ခုန်နေကြတော့ပြီထင်ပါတယ်ပါကြောင်လဲဆိုတော့အကြံကမှာကျွန်တော်တို့မြန်မာပြည်သက်တင်းနေတဲ့မြန်မာကုန်ဆောင်ဖိုင်တယ်လေးသွင်းတဲ့ဒေါ်လာသိန်းနဲ့စာရင်းရရှိဖို့လက်တကမ်းလိုမှရှိတဲ့အခွင့်အရေးတစ်ခုကိုမြင်တွေ့ကြရတော့မှာပါ သွေးလွင်တဲ့အနေနဲ့ဆမ်မေကိုဘလို့ပုံစံနဲ့နိုင်သွားမလဲဆိုတာပဲစောင့်ကြည့်ရပါပါဆမ်မေဆိုတာကလည်းပေါ်သေးသေးဖိုင်တာမိုဒယ်တောင်မှသွေးလွင်တဲ့အနေနဲ့လုံးဝ short တ်ထားလို့မရပါဘူးဆမ်မေဆိုတာအလေးထားဖို့လည်းခက်ခဲတဲ့ဖိုင်တာဖြစ်ပါတယ် fight angel ကလည်းကောင်းသလိုဂိမ်းပလန်ကောင်းကောင်းကိုလည်းဆွဲထားနိုင်တဲ့ fighter ဖြစ်ပါတယ်။ဒူတတောင်နဲ့6အစနဲ့ထိုးတက်ကွက်ပုံမောင်းများစွာကိုထိုးတက်နိုင်တဲ့ fighter ချင်းဖြစ်ပါတယ်။အကွက်ဆုံးတဲ့ fighter လို့လည်းပြောလို့ရပါတယ်။သွေးလင်းထက်ကတော့ အရင်ပွဲတွေမှာတော့လက်သီးအပြုတဲ့ fighter တွေနဲ့ပဲထိတိုက်တွေ့ခဲ့တာပါ Twin Fat one time mention မှာတပွဲတည်းသောရှုံးပွဲက time fighter brazil နဲ့ပွဲဖြစ်ပါတယ်အဲ့ဒီပွဲမှာဆိုရင် brazil ကခြေကန်တက်တည်နဲ့ Twin Fat ကိုဒုက္ခပေးနိုင်ခဲ့တာပါဒီကြိမ်သွင်းလင်းထက်နဲ့ရင်ဆိုင်ထိုးတက်မဲ့ဆမ်မီကလည်းခြေကန်တဲ့ဘိုင်းကိုကောင်းတဲ့ fighter ဖြစ်ပါတယ်။ဒါကြောင့်မလို့ဘရာဇီးနဲ့ပွဲမှာတော့ဒုက္ခရောက်ခဲ့တဲ့သွင်းလင်းထက်ဒီပွဲမှာတော့ဘလိုမျိုးအမှားတွေကိုပြင်ဆင်လာမလဲဆိုတော့စောင့်ကြည့်ရမှာပါ။သွင်းလင်းထက်အနေနဲ့ဆမ်ရဲ့ game plan တွေကိုရှင်းနိုင်မလား ဆမ်မီကိုအကောင်းဆုံးပုံစံနဲ့အလဲထုတ်ပြသွားမလားဆိုတာတော့မကြခင်ချိန်ထဲမှာကျွန်တော်တို့အနေနဲ့မြင်တွေ့ခွင့်ရတော့မှာဖြစ်ပါတယ်။ဘာပဲဖြစ်ဖြစ်ဒီပွဲမှာလည်းကျွန်မခုဆောင်ဖိုင်နယ်လေးအနေနဲ့အကောင်းဆုံးအနေထုတ်နိုင်မယ့်ရရှိဖို့ဆန္ဒပြုပါတယ်။ဒီဘက်မှာလဲတို့နိုင်မွေးရရှိမှသွင်းတက်ကဒေါ်လာတစ်သိန်းကစာချုပ်ချင်းပြရရှိမှဖြစ်ပါတယ်ပရိုမိုးရှင်းဘက်ကဘလူးရီစီဇန်အုံးမလဲဆိုတာဆက်လက်ဆောင်ကြည့်သွားကြရမှာဖြစ်ပါတယ် ။ဒူလင်းတော့ဘောင်ဝင်ထိုးသတ်မဲ့1 fight 1 26ပြန်ဝဲဖို့1ချက်မြင့်ရှိကမနေ့ပြန်ညမြန်မာဆန်လုံးကြီး9နိုင်မှစတင်ချင်းပါသွားမှာဖြစ်ပါတယ်။ဒူလင်းထရဲ့ပွဲကတော့ international main event နေရာမှာထိုးတက်ရမှာဖြစ်တဲ့ကြောင့်မြန်မာဆန်လုံးကြီးည7နိုင်ခွဲ9နိုင်ဝင်ချင်မှကြည့်ရဖို့ရှိပါတယ်ခင်ဗျာ။သွင်းထက်နေနဲ့လည်းအကောင်းဆုံးလဲထုတ်နိုင်မွေးရရှိပြီးဒေါ်လာသိန်းနဲ့စာချုပ် bonus ပတ်သုံးသိန်းခွဲပါဝင်အောင်မြင်မှုတွေအများကြီးသိမ့်မဲ့နေပါစီလို့ကျွန်တော်တို့ channel ကရင်းထဲကနေလှိုက်လဲစွာစုမောင်းတောင်းမိပါတယ်ခင်ဗျာ ပွဲပြီးသွားရင်လည်းပွဲပြီးသုံးသက်ချက်ကြောင်းအများနဲ့ပြည်သက်တွေစီပြန်လဲတင်ဆက်ပေးပါမယ်ခင်ဗျာဒီကနေ့အတွက်တင်ဆက်မှုတွေကတော့ဒီလောက်ပါပဲနောက်မယ့်နေ့တွေမှာလည်း MMA လောကနဲ့အကစားလောကကတော့ဆွေးနွေးစိတ်ဝင်စားကြကောင်းတဲ့အကြောင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်လို့ကျွန်တော်တို့ရဲ့ channel ကို subscribe လုပ်ရသေးတယ် subscribe လုပ်သွားကြဖို့တောင်းဆိုပြရစေခင်ဗျာအားလုံးပဲတာရဲ့ပျော်ရွှင်မဲ့ကောင်းတဲ့နေ့လေးတစ်နေ့ကိုပိုင်ဆိုင်နေကြပါစေ